အခုပြိသက်ကြီးတို့ရှေ့မှာရှိနေတဲ့စတူရန်ကွက်တွေမှာအယောင်ဘယ်နှယောင်ပါတယ်လို့ထင်ပါတလေအများစုကတော့အပြာနဲ့အပွားနှစ်ယောင်ပဲရှိတယ်လို့ပြောကြပါလိမ့်မယ်တချို့ကလည်းလိမ့်မော်ပုံတကယ်ကတော့ဒီစတူရန်ကွက်တွေဟာအယောင်တယောင်တည်းကိုသုံးထားတဲ့စတူရန်တွေဖြစ်ပါတယ်အယောင်တွေများကြီးကိုမြင်လိုက်ရတယ်ဆိုတာဟာကျမတို့အုံနောက်ရဲ့အလုံးလုံးပုံနဲ့အယောင်တွေကိုမြင်ရပုံဟာတယောက်နဲ့တယောက်မတူညီကြလို့ဖြစ်ပါတယ်ပထမတစ်ခုတည်းနဲ့တင်ကောင်းစားသွားပြီမလားနောက်မှအများကြီးကြံသေးတာမို့ ဖိုက်တင်းမှာပြည်သက်ကြီးရင်ကဲအခုစခရင်မှာမြင်နေရတဲ့မြင်းချောင်းနှစ်ချောင်းမှာဘယ်မြင်းချောင်းကပိုရှိတယ်လို့ပြည်သက်ကြီးတို့ထင်ပါသလဲအပေါ်ကမြင်းချောင်းလားဒါမှမဟုတ်အောက်ကမြင်းချောင်းလားခဏလောက်တေချာကြည့်ပြီးအဖြေကိုစိတ်ထဲမှာမှတ်ထားလိုက်ပါတကယ်လို့ပြည်သက်ကြီးရဲ့အဖြေကအောက်ကမြင်းချောင်းပိုရှိတယ်ဆိုရင်တော့ ပါသွားပြီမို့လို့စိတ်မကောင်းပါဘူးရှင်တကယ်တော့ဒီမြင်းကြောင်နှစ်ကြောင်ဟာအရွယ်စားနဲ့အရှိတူတူဖြစ်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုမြင်းနှစ်ကြောင်ရဲ့ထိတ်ကမြင်းပိုင်းလေးတွေနဲ့ပလီသွားတာဖြစ်ပါတယ်ဒါဆိုနောက်တစ်ခုဆက်ကြမလားကျမတို့ကိုရန်စေတဲ့အရွယ်လောက်တုန်းကနမည်ကြီးခဲ့တဲ့ဒီပုံကိုပြိသက်ကြီးတို့မှတ်မိကြသေးလားအရန်ကိုကြာနေပြီဖြစ်တဲ့ညံဆန်းပုံလိုမျိုးဆိုပေမဲ့အခုကြည့်နေတဲ့လူတွေလိုဒီပုံကိုအပြေရှာမရသေးတဲ့သူတွေလည်းရှိနေပါသေးတယ် ဒီပုံမှာဆိုရင်ဘေးဘက်ချမ်းက၃ခုညာဘက်ချမ်းမှာဆို၄ခုဖြစ်နေတဲ့ကုပတုံးအရှိတွေကိုတွေ့ရမှာပါပရိသတ်ကြီးတို့ရော အရင်အထွက်အမှန်ကဘေးဟာဖြစ်မယ်ထင်ပါတယ်၃ခုလား၄ခုလားအဖြေကိုစိတ်ထဲမှာမှတ်ပြီးရင်တော့ကျမနဲ့တူတူလိုက်ကြည့်လိုက်ရအောင်အဖြေကတော့၃ခုလည်းမဟုတ်သလို၄ခုလည်းမဟုတ်ပါဘူးရှင် ပုံကိုသေးချကြည့်မယ်ဆိုရင်အလေတဲတဲမှာမြင်းတစ်ချောင်းချားနေတာကို တွေ့ရမယ်ဆိုပြီးပြောထားပေမယ့် ကျမကတော့မတွေ့မိလို့ပြိသက်ကြီးတို့မြင်နေဆိုရင်ကိုမတ်မှာမှန်သွားပြီပါအောင်နော် Can you find that mistake 1 2 3 4ဘာညာပေါ့နော်ဒီပုံထဲမှာကျမတို့တေချာရှာရင်တွေ့မယ့်အမားတစ်ခုရှိနေတယ်တဲ့ကဲဘာများလဲလို့တေချာကြည့်ရအောင်ဘီရင်ထုံးစံအတိုင်းအဖြေကိုစိတ်ထဲမှာမှတ်ထားမယ်နော်ပြိတဲ့ကြီးတို့အဖြစ်ဖြစ်တဲ့အမားကိုရှာတဲ့နေရာမှာ80ရာခိုင်နှုန်းလောက်ကနံပါတ်စင်မှာသွားရှာတတ်ပါတယ် တကယ်အမားကတော့နံပါတ်တွေမဟုတ်ဘဲမိကိုနှဲမှာရှိနေတာဖြစ်ပြီးဒီဒီနှလုံးထက်နေတာပဲဖြစ်ပါတယ်။အဲ့ဒီဒီနှစ်ခါထက်နေတာကိုတွေးလိုက်တဲ့လူတွေကတော့ညံကောင်းတဲ့လူ20ရာခိုင်နှုန်းထဲမှာပါသွားပြီနော်။ဒါလေးကတော့နည်းနည်းခေါင်းစားလိုက်မယ်နော်။မိကိုကတော့ပြထားတဲ့ trigger ပုံရဲ့ထိတ်ကနေကြည့်ရင်ရင်ရတဲ့အပေါ်စီးပုံရိပ်ကိုရှာခိုင်းနေတာဖြစ်ပါတယ်။ရွေးချယ်စရာဆိုရင် ABCD ဆိုပြီး၄ခုကိုပေးထားပါသေးတယ်။ ဒါဆိုအဖေကိုရှာပြီးစိတ်ထဲမှာမှတ်ထားပြီးရင်ကျမနဲ့အတူတူမှန်လားမမှန်လားဆိုတာစစ်ကြည့်ရအောင်အဖေကိုစီဆိုပြီးရွေးချားတယ်ဆိုရင်တော့ဂုံယူပါတယ်ပြိတ္တကြီးကညံကြီးရှင်20တဲမှာပါနေပြီဖြစ်ပါတယ်ဒီပုံကလည်းအမြင့်အာယုံကိုလှည့်စားတဲ့ပုံမျိုးဖြစ်တာကြောင့်စိတ်သေးသေးချာချာပုံဖော်ကြည့်နိုင်တဲ့သူကအဖြစ်မှန်နဲ့ပို့ပြီးနီးစက်နိုင်တာဖြစ်ပါတယ်။ဒီပုံလေးကိုရောမှတ်မိကြလားရှင်။ကျမတို့ Facebook စသုံးကစားက ခဏခဏတက်လာပြီးတင်တရိတ်ဆန်ဘဏ္ဍကောင်မြင်ပါတယ်ဆိုပြီးမိတက်တဲ့ပုံလေးပါအခုပြန်ကြည့်ကြည့်ရအောင်ပရိသတ်ကြီးတို့တရိတ်ဆန်ဘဏ္ဍကောင်ကိုဒီပုံမှာမြင်ပါတယ်ရှင်ပုံမှန်ညံရင်နဲ့အမြင်အာရုံကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့စင်မြင်ခွေးနဲ့ကြောင်တွေကိုမြင်ရမှာဖြစ်ပြီးတမူထူးခြားတဲ့ညံရင်နဲ့အုံနောက်ကိုပိုင်ဆိုင်ထားသူတွေကတော့တရိတ်ဆန်အကြီးအတွက်16မျိုးကိုတော့မြင်ရပါတယ်ဗါကောင်တွေလဲဆိုတာကိုတော့ဒီမှာကြည့်လို့ရပါတယ် ကျမကတော့ဒီပုံလေးမှာလေးကောင်ထက်ပိုမတွေ့လို့ကိုကိုကိုတာမန်လူဆိုတာလက်ခံလိုက်ရပါပြီ The Beatles ရဲ့အယောင်ရဆုံး album က Evan Cover ပုံကိုပြည့်သက်ကြီးတို့ယနေ့ကြမယ်လို့ထင်ပါတယ်အခုကျမပြောပြထားတဲ့ပုံနှစ်ပုံဟာ Evan Cover ပုံနှစ်ခုဖြစ်ပြီးရုတ်တရက်ကြီးလိုက်ရင်အရန်စစ်တူတဲ့ပုံတွေဖြစ်နေပေမဲ့မတူတဲ့နေရာတွေအများကြီးရှိနေပါတယ် ဘယ်နေရာတွေမတူဘူးဆိုတာပြည်သက်ကြီးတို့ရှာနိုင်ကြလားရှာတွေ့ပြီဆိုရင်တော့ကျမအခုဝိုင်းပြထားတဲ့နေရာတွေနဲ့ပြည်သက်ကြီးတို့ရဲ့အဖြစ်နဲ့တူမတူတိုက်ကြည့်နိုင်ပါပြီရှင်ကျမကတော့မတူတဲ့နေရာ၅ခုမှာ၃ခုလောက်ပဲဖမ်းမိလိုက်ပါတယ်တကယ်လို့၅ခုလုံးဖမ်းမိတဲ့သူဆိုရင်သူ့ကိုဆရာတင်ရပါမယ်တကယ်ကိုညံကြီးရှင်နဲ့မျက်စိလှင်တဲ့သူပါပဲပြည်သက်ကြီးတို့ဒီစင်ပုံကိုမြင်ဘူးကြလားအပေါ်ရန်ကြည့်ရင်တာမန်ပကြီးပုံလေးဆိုပေမဲ့ တရားကြည့်လေလေတခုခုမှားနေတယ်လို့ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဘယ်နာကလဲဆိုတော့ခြေထောက်နားမှာတွေ့ရမှာပါ။ပရိသတ်ကြီးတို့ဒီစင်မှာခြေဖနှချောင်းရှိတယ်လို့မြင်နေရပါတယ်လေ။အဖေကိုစိတ်ထဲမှာမှတ်ထားပြီးရင်ကျမနဲ့အတူတူတိုက်ကြည့်ရအောင်။တကယ်လို့ပရိသတ်ကြီးတို့ကခြေငါးချောင်းဒါမှမဟုတ်လေးချောင်းလို့ဖြေထားရင်စိတ်ထဲမကောင်းပါဘူး။မှားသွားပါပြီရှင်။တကယ်တော့ဒီစင်မှာနောက်ခြေတစ်ချောင်းပဲပါပြီး ကျန်တာတွေကတော့ပြည်သက်ကြီးတို့အမြင်ကိုလှည့်စားထားတဲ့ပုံစံတူခြေချောင်းတွေပဲဖြစ်ပါတယ်။ပေါ်စည်းပုံရိပ်ကိုမေးထားတဲ့ခေါင်းစားမဲ့မေကုံးပဲဖြစ်ပါတယ်။မတူတာကတော့ဒီတစ်ခါစတူရန်ခွက်တွေ ဖြစ်နေပြီးပိုရှုပ်သွားတာပါပဲ။နောက်ဆုံးဆရာကြီးလဲပဲပေါ့ရှင်။ဒါဆိုအတတ်နိုင်ဆုံးပုံရအောင်ဖော်ပြီးအဖြေကိုစိတ်ထဲမှာမှတ်ထားကြတော့နော်။တကယ်လို့ပြည်သက်ကြီးရဲ့စိတ်ထဲကအဖြေဟာနံပါတ်၄ဆိုရင်တော့ နောက်ဆုံးဆရာကြီးလေးပဲကိုအောင်းနိုင်သူဆရာခိုင်နှုံးလေးကတယောက်ဖြစ်သွားပါပြီ။နောက်ဆုံးပိတ်နဲ့ခေါင်းစားပါတော့မယ်ရှင်။အခုပရိသတ်ကြီးတို့မြင်နေရတဲ့ပုံလေးကစာတွေကိုရေးထားတဲ့အတိုင်းမဟုတ်ပဲအယောင်တွေနဲ့နာမည်ကိုပဲခေါ်ပြီးအစင်လိုက်ဆိုနိုင်ပါသလား။ဥပမာပထမတစ်ခုက red လို့ရေးထားပေမယ့်အယောင်က blue ဖြစ်နေတော့ပရိသတ်ကြီးတို့ပြောရမှာက blue ဖြစ်ပြီး red လို့ပြောရင်မှားမှာဖြစ်ပါတယ်။ဒါဆိုပြောကြည့်ကြမလား။ စက္ကန့်20အတွင်းတစ်ခုခုမမပဲအကုန်လုံးကိုမှတ်အောင်အစဉ်လိုက်ပြောနိုင်တယ်ဆိုရင်တော့ပရိသတ်ကြီးရဲ့အုံနောက်တီဆောက်ပုံဟာတခြားသူတွေထက်ထူးခြားပြီးညံကြီးရှင်စရင်တဲ့ဝင်နေပါပြီရှင်။ကဲဒီ season လေးကိုနှစ်သက်သဘောကျတယ်ဆိုရင်တော့ကျမဒီနေ့ပြသွားပေးတဲ့ညံစမ်းတပ်ပုံဘယ်နှခုကိုမှတ်အောင်လုပ်နိုင်ခဲ့လဲဆိုတာကိုကျမသိရအောင်လို့ comment မှာရေးသွားကြပါအောင်။အော်ဒီလိုမျိုးပျော်စရာကောင်းတာတွေအတူလုပ်ဖို့ like ခလုတ်လေးနဲ့ subscribe ခလုတ်လေးကိုလည်းနှိပ်ထားဖို့မမေ့နိုင်အောင်နော်။